အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာကျွန်တော်ပြောပြတော့ပြမယ့်တရားဇလံလေးကတော့ဇိုင်းစီတာတီရဲ့ကန်တော်ကဝေမဆိုတဲ့တရားဇလံလေးပဲဖြစ်ပါတယ်တရားဇလံလေးကိုမပြောပြသေးခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ရလေးဆိုရင်လုပ်ထားပေးကြဖို့အားလုံးကိုတောင်းဆိုပါတယ်ခင်ဗျာသင်တန်းဖြစ်ပြီဆိုရင်စလိုက်အောင်ခင်ဗျာ ဆရာကြီးဦးမင်းအောင်ရဲ့ကပွေတိုက်ပွဲတွေကဆက်နေတာဗျာဒါတွေတောင်ဆရာကြီးစီရောက်တော့မှပဲလောကကြီးမှာမောပညာဆိုတာတကယ်ရှိမှန်းသိလာတာဗျာပြီးတော့အလင်းမောပညာတဲ့နဲ့အမောင်မောပညာတဲ့တွေအကြောင်းကိုလည်းသိလာတာဗျို့လူတွေပြောပြောနေတဲ့အထက်လန်းနဲ့အောက်လန်းဆိုတာကိုတွေ့ကြုံတော့မှပဲဒါတွေယုံတော့တာဗျာဒါတွေတို့မြင်ဘူးတဲ့အထက်လန်းဆရာဆိုတာကတက်တက်လုကလေးစားဒီလကလေးဆောက်တည်ပရိကြီးတကုံတကြောင်ကြောင်နဲ့စိတ်နေတဲ့သူတွေကိုဗျသူတို့တွေကဆုံးပြစားတာတို့ပျောကကတ်တာတို့ကို မေတ္တာစကားလေးပြောဆိုပြီးပညာစွန့်ခိုင်းဤတစ်ခွက်လောက်တိုက်ပြီးတစ္ဆာဆိုပိုင်းကြလားဇေဥမအောင်လို့ကဝေတင်းနေနားစွန့်တိတိကြကြကြားပြီဆိုရင်မိမိရရလိုက်ပြီးတူတေကိုတေတိုက်ကြခိုက်ကြလက်စပြီးတုံးပြကြတဲ့တကယ်အလင်းမော်ပညာရှင်ကြီးမျိုးကိုတော့ဒါတွေခုမှတွေ့ကြုံဘူးတာဗျဒီတော့မှလည်းအမောင်တိုက်အမိုက်တိုက်တဲမှာအတက်ရာနဲ့ချီပြီးရှေးကြတဲ့အောက်လိုင်းမော်ပညာကြီးတွေကိုဒါတွေတွေ့ဘူးကြုံဘူးတာမှာအခုမှပဲဒီလောကကြီးမှာအင်မတန်ကြောက်စရာကောင်းတဲ့အောက်လိုင်းမော်ပညာဆိုတာတကယ်ရှိနေမှာလားလို့တိလာတာဗျ ခုလည်းကြည်လင်ကျုပ်ရဲ့ဆရာနွန်ဖရဲ့ဆရာကြီးရဲ့ဗဟန်းကချက်ဝန်းကြီးကကန်းတော်ပင်ကြီးနှစ်ပင်အောက်ကအုတ်ထိုင်ကုန်လေးမှာထိုင်နေကြတာဗျာလေလေးကလည်းတပြူးပြူးနဲ့ဆရာတပြည့်နဲ့ကစကားပြောနေကြတာပေါ့ဗျာဆရာနွန်ဖစေချစ်တော်မှာဂူအောင်ကဝေကြီးကိုနေနေတော့ကကြားရတဲ့ကောင်လို့ဖန်ဆင်းလိုက်တာဘလို့ပညာမျိုးလဲဆရာဒါတည်းအဲ့ဒါမောပညာတွေက ရုပ်ပြောင်းရုပ်လဲအတက်လို့ခေါ်တယ်ကွာဆရာနွန်ဖအဲ့ဒီပညာတွေတတ်ထားတာကြာပြီလားဗျာအင်း မင်းတို့ရွာမြောက်ခင်တွေကတက်ပြီးသားပါကွာဒါဆိုရင်တစ်ဆုံးမြင်လိုက်တော့ဆရာနှုံဖတ်မဖဲပါဘူးတာတာကလေးနိုင်တာပေါ့ဟုတ်လားနိုင်ပါတယ်မောင်တာတီဟင်ဒါဆိုရင်ဆရာနှုံဖတ်အဲ့ဒီတော့ကဘာဖြစ်လို့ထွက်ပြေးတာလဲဟာမောင်တာတီကလည်းအထက်လမ်းမပညာရှင်ဆိုတော့ကိုနိုင်နိုင်အနိုင်မယူပါဘူးကွာတစ်ဆုံးမြင်ဆိုတာမဖဲပါတော့ပိုင်ထဲမှာပောက်တာလေကျုပ်ကအဲ့ဒီတစ်ဆုံးမြင်ကိုဝင်လို့ယူတာမဟုတ်လားရအောင်ယူပြီးလွတ်အောင်ပြေးရတာပေါ့မောင်တာတီရဲ့အဲ့လိုမဟုတ်ပဲကျုပ်တတ်ထားတဲ့ပညာတွေနဲ့မဖဲပါဘူးဒုက္ခပေးလိုက်ရင်ကျုပ်ကလက်နဲ့အားကိုးနဲ့မတရားအနိုင်ကျင့်တဲ့ဓမြဖြစ်တော့မှာပေါ့ တာတင်နဲ့ဆရာနှမတို့တစုံမင်လိုက်တာကိုဖတ်ချင်ရင်တော့ကိုတိမတ်ဖဲပါမှာဖတ်စုနိုင်ပါလေ။ဒါမှကျွန်တော်ကလည်းအော်ဒီလိုလား။ကျုပ်ကဒီတော့မှနားလဲတာဗျ။အင်းပြောရရင်ကျုပ်က မတိတာခံများများရဲ့ဗျ။ကျုပ်နဲ့ဆရာနှမစကားပြောနေတုန်းမှပဲ။ခဏကတွန်းခွင့်ပြီးဆရာကြီးဝင်လာတယ်ဗျ။ဟာဆရာကြီးတောင်ပြလာမှကိုဆရာနှမကဆရာကြီးလက်ထက်ကအိတ်ကိုပြပါတလဲထပြီးယူတယ်ဗျ။ကျုပ်ကတော့ဆရာကြီးလက်ထက်ကထိခောက်ကြီးကိုစီးယူတယ်။အေးကနှမဖရနေတိတ်မပူခင်စောစောပြန်ခဲ့ရတယ်။ ။ဆိုင်ပြင်တော့လာကျွန်တော်ဖြစ်တည်တော်မူတည်လိုက်ဘူးဗျာ။မောင်ရင်းပြောမှပဲတည်တာ။အေးဟုတ်တယ်။မင်းနဲ့မောင်တာတွေတော့အိတ်ကောင်းနေတာနဲ့ကျုပ်မပြောတော့လား။ဒီလိုကနွန်ဖရဲ့ဘာကရတိုက်ကဆရာတော်ကကျုပ်ကိုခေါ်ခိုင်းလိုက်လို့တွားရတာ။အော်ဟုတ်လားဆရာ။အေးကဘာကရတော်ရလေကွာ။အစမ်းကြောင်းကကြောင်းနိုင်ကြီးပေါ့။အဲ့ဒီရောက်တော့အညာကဘုန်းကြီးတစ်ပါးရောက်နေတာတွေ့တယ်။အဲ့ဒီဘုန်းကြီးရဲ့ဘွဲကဥညာနာတယ်ကွာ။သူတို့မျိုးမှာရေကန်ကြီးတကန်ရှိတယ်တဲ့။အဲ့ဒီကံကြီးကိုကံတော်လို့ခေါ်တယ်ဆိုပဲအဲ့ဒီဘုန်းကြီးရဲ့ကျောင်းကရေကန်ရဲ့တောင်ဘက်မှာရှိရတယ် ူเจ้าကတော့မြို့သူမြို့သားတွေကကံတော်เจ้าလို့ခေါ်ကြတယ်တဲ့သူเจ้าကြီးကเจ้าဝင်းကလည်းအကျယ်ကြီးဆိုပဲเจ้าဝင်းထဲမှာတရက်မယန်းမာလကာဩဇာတစ်တူတတိစုံလို့ဆိုပဲဒကာဒကာမတွေကလည်းအမဲမပြတ်ဒေါ်လာဝင်ထက်နေကြတာလေအခုနောက်ပိုင်းတော့မြို့တွေကလူတွေကကံတော်ဘက်ကိုရောဖုန်းเจ้าရဲ့ကံတော်เจ้าဘက်ကိုရောအတော်အလာတိတ်မလို့ကြဘူးတဲ့ကွာဟင်းဘာဖြစ်လို့လဲဆရာအေးဒီလိုကနှုတ်ဖရဲ့ အဲ့ဒီကန်တော်ထဲမှာကန်တော်ကိုဝေမဆိုတာရောက်လာတယ်ဆိုပဲ။ဗျာကန်တော်ကိုဝေမဟုတ်လားဆရာ။အေးဟုတ်တယ်နော်ကဒီကိုဝေမရောက်လာတာတိတ်မကြသေးဘူးလေကွာ။တခါတလေဆိုရင်အဲ့ဒီကိုဝေမကရေပေါ်မှာလမ်းလျှောက်နေတာလေကွာ။လူတော်များများမြင်ဘူးတာဆိုပဲ။အခုကြာလာတဲ့ဘုံကြီးဥညာနာဆိုတာမကြမကြမြင်ရတယ်ဆိုပဲကွာ။တခါတလေကြတော့ဝင်းပလေလိုလိုခွေးအလိုလိုအကောင်ကြီးတကောင်ကန်ထဲကိုခုန်ချတာတော့တွေ့တယ်လူကတွေ့တယ်တဲ့။တခါတလေကြတော့လေချောချောလာလာမင်းကလေးတယောက်ပုံစံနဲ့ကဝေမကမြို့ထဲလျှောက်သွားနေတယ်ဆိုပဲ။ လွန်ခဲ့တဲ့တစ်ပတ်လောက်ကတော့ညနေခံကြီးလောက်မှာသပင်ဖားလာကြီးချပြီးထပီပောင်လေလောက်နဲ့မြို့ထဲမှာပြေးသွားတာတွေ့တယ်တဲ့အချို့လူတွေကလိုက်ကြည့်ကြရဲဆိုပဲအဲ့ဒီသပင်ဖားလာကြီးကကံထဲကိုခုံချထားတာတွေ့တယ်တဲ့လိုက်ကြည့်တဲ့လူတွေကအရေးရှိစောင့်ကြည့်နေတုန်းမှာကံလယ်မှာဝုန်းကလေးမြည်သွားပြီးမိချောင်းကြီးတစ်ကောင်ပေါ်လာတယ်တဲ့ကွာလူတွေကလည်းစွတ်ပြေးကြတာပေါ့အခုတော့အဲ့ဒီသတင်းတွေသူတို့တမျိုးလုံးပြန့်နေပြီလူတွေဆိုတာကြီးလန့်သာသာဖြစ်နေကြတယ်ဆိုပဲမိမချောချောတွေ့လဲဒါကံတော်ကဝေမများလားရိုးစိုးစိုးမိမကြီးတွေ့လဲဒါကဝေမလား နောက်ဆုံးကုံကုံပြောမယ်ကွာခွေးကြီးကြီးတကောင်တွေ့ရင်တော့ဒါကန်နကွေမလာလို့ထိတ်ထိတ်တလန့်လန့်ဖြစ်နေကြတာလေဟေးအဲ့ဒီကန်တော်ဘက်တော့လူတွေခြေဥတော်မလဲကြတော့ဘူးဆိုပဲကန်တော်တစ်ဝိုက်မှာတိတ်ဆိတ်ခြောက်ကနေတာလေဟေးဥညာနာเจ้าကလည်းလူတွေအဝင်ထွက်မရှိကြတော့ဘူးတဲ့ဟာတော်တော်ဆိုးပါလားဆရာအေးအဲ့ဒါငါစဉ်းစားနေရနော်ဖရဲ့ဒီကွေမဟာဘဲကရောက်လာတာလေပြီးတော့ဒီမျိုးမှာဘာလာလောက်တာလဲဆိုတော့ပေါ့ကွာပညာရှင်တော့အတော်မြင့်မုံပဲဆရာကြီးရေပေါ်မှာတော့လမ်းလျှောက်နိုင်တယ်ဆိုတော့ ကျုပ်ကလည်းကြွတွေးမိတာလေးကိုဝင်ပြောလိုက်တာပေါ့ဗျာမောင်နှံတေးရဲ့ကဝေးတော်တော်များများဟာပညာမြင့်စခန်းရောက်လာရင်ရေပေါ်မှာလမ်းလျှောက်နိုင်ကြတယ်ကွယ်ဟာဟုတ်လားဆရာကြီးကျုပ်စိတ်ထင်ပြောရရင်တော့ဒီကဝေးမဟာဒီမြို့မှာကြာကြာတော့နေမယ်မထင်ဘူးကွယ်ကိစ္စတခုခုရှိလို့လာနေတာဖြစ်မယ်အဲ့ဒီကိစ္စဘာများဖြစ်နိုင်လဲဆိုတာကြုံတွေးနေရဆရာကြီးရောဆရာနွန်ဖတ်ပါငြိမ်သွားကြတယ်ဗျာဆရာကြီးကကျုံနဲ့ဆရာနွန်ဖတ်ထိုင်နေတဲ့အုတ်ခုံကလေးနဲ့မင်းနဲ့ရှင်းဆိုင်ကအုတ်ခုံလေးမှာထိုင်နေတယ်တော်တော်လေးကြောက်အောင်ငြိမ်နေတာဗျို့ ဟာကျုပ်တွေးမိပြီနုံဖရေကျုပ်တွေးမိပြီဆရာနုံဖကိုကျုပ်ပါဆရာကြီးကိုငေးကြည့်နေကြတာပြောကျတို့နေရာစလုံးဆရာကြီးဘာမှပြောမလဲဆိုတော့စောင့်နေကြတာဗျကျုပ်ကတော့လူကိုတိကျနေတာပြောကျုပ်တွေးတာလားမန်လို့ကတော့ကန်တော့ကိုရီမဟာတတန်း300လောက်အနည်းဆုံးပဲကွဲ့ဟင်ဟုတ်လားဆရာကြီးအဲ့ဒီကန်တော့အောက်မှာကြောင်းမိကြောင်းရုံရှိလိမ့်မယ်ဒီကွေမကတူတက်ကိုအဲ့ဒီကြောင်းမိကြောင်းထဲမှာထားတာဖြစ်လိမ့်မယ်အဲ့ဒီကြောင်းမိကြောင်းကအနှစ်တရာမှာတစ်ခါအတက်ဝင်တာကွဲ့အဲ့ဒီအချိန်မှာအပြိုစင်တယောက်ကိုရေစတေးရတယ်ဗျာရေစတေးရဆိုတာဘာလဲဆရာကြီး သူကဆရာကြီးရဲ့စကားကိုနားမလည်လို့မေးလိုက်တယ်ဗျ။ရေသရေရဲ့ဆိုတာအရှင်လက်လက်ရေထဲတက်တာပေါ့ကွာ။မင်းဟုတ်လားဆရာ။အေးအဲ့ဒါလည်းတင်းငွေနဲ့တမီအပြိုစင်ကိုသတိရတာကွာ။အဲ့ဒီအချိန်မှာမော်နဲ့စီရင်ထားတဲ့ကြောင်းမိကြောင်းကအတက်ဝင်လာပြီးတင်းငွေနဲ့တမီရဲ့ဝိညာဉ်ကိုစုပ်ယူသွားရောကွာ။လူကောင်ကနည်းနည်းမှစားရမှာမဟုတ်ဘူး။ရေထဲမှာအလောင်းကဒီတိုင်းပေါ်လာတာ။အဲ့ဒီလိုတနေ့တစ်ခါလောက်တိုင်းအဲ့ဒီကိုဝေမကအနစ်တေကအတက်ထက်ရှိသွားရောဟဲ့။ပါဆရာကြီးဒါလည်းတည်ရနော်ဒီလိုကျုပ်ကပြောတော့ဆရာကြီးကကောင်းကျင်ပြီးတော့ကျုပ်လန်ဒန်မှာနေတော့က ကျုပ်ကိုအထက်လမ်းမောပညာတွေထပ်တင်ပေးတဲ့မစ္စတာကမ်ဘယ်လာဆိုတဲ့လူမဲကြီးတယောက်ကပြောပြဘူးတဲ့ကွာမစ္စတာကမ်ဘယ်လာကိုလည်းကြုံခဲ့ဘူးတဲ့လူပြူကိုဝေမတယောက်ဆိုရင်တောင်ရွာကရေကန်ကြီးတစ်ခုမှာကြောက်မိကြောင်းကြီးတကောင်ဖန်ဆင်းပြီးတူတက်ကိုအဲ့ဒီမှာထည့်ထားတယ်ဆိုပဲသူ့ကိုဘသူတက်လို့မှမတည်ဘူးတဲ့ဟိအတက်လဲ900လောက်ရှိပြီတဲ့ကွာဒါဆိုရင်ဒီကန်တော်ကိုဝေမကိုလွယ်လွယ်နဲ့လုပ်လို့ရပါအောင်လားဆရာအင်းနီလန်တော်ရှာအမှာပေါ်နုဖရဲ့အတက်ဝတ်နိုင်တဲ့အဆင့်ဆိုတော့နည်းနည်းနော်နော်ပညာတော့မဟုတ်ဘူးကွကျုပ်တို့ခုတော့စီရင်ရမှာပေါ့လေ ။ဘာများလဲဆရာကြီးရဲ့။ကျောက်ကလည်းတည်ကျင်မိပြီဆိုရင်လွတ်တည်ကျင်တဲ့ကောင်းပြ။ဟုတ်တဲ့။ရင်းမှုဆိုကြီးတွေမိချောင်းဖန်တဲ့အခါတုံးနဲ့တနက်ဆိုတာကိုကြားဘူးလား။ဟာကြားပြောနေဘယ်ကမှလဲဆရာကြီးရဲ့။ကျုပ်တေးချာချာကိုကင်ဘူးလားဗျ။ကျုပ်ပင်လည်းဘက်ကိုလိုက်သွားဘူးတဲ့။အဲ့ဒီမှာဦးမိုးလို့ခေါ်တဲ့မိုးဆိုကြီးအိမ်မှာတွေ့ကြတာဗျ။မိချောင်းထိုးတဲ့တနက်ဆိုလို့ကျုပ်တေးချာချာကန်ကြည့်ခဲ့တာ။ထုတ်ပြီးမောင်းတာတည်းရေအဲ့ဒီတနက်ကိုကျုပ်တို့လှုပ်ကြရလိမ့်မယ်။ရိုးရိုးတန်တယ်တော့လှုပ်လို့မရဘူးကွ။ငွေနဲ့လှုပ်ရမှာ။ငွေတောင်ရိုးရိုးငွေမဟုတ်ဘူးကွ။ဖရာအမြဲစွန့်တော်ကြီးတော့ ပန်းတော်ကတ်တဲ့ငွေလင်ပန်းတို့ငွေဖလားတို့ငွေချောင်ရီအိုးတို့ကိုအရေးကြိုပြီးတနက်လန်တောက်လို့ရမှာဟာလွယ်ပါမလားဆရာဆရာနုံဖကဝင်ပြီးမေးတယ်ဗျလွယ်ပါရင်နုံဖရဲ့ကျုံမှာအဲ့ဒီပစ္စည်းတွေသူ့သားအများကြီးရှိတယ်ကွတပည့်ဆရာနဲ့ပရင်ဆရာပေါင်းပြီးလှုပ်ခိုင်းရမှာပဲတပတ်လောက်ကြာတော့ဆရာကြီးလှုပ်ခိုင်းထားတဲ့တနွေရပြီပြုအောင်မဲတော်တော်လေးလာတာဗျတနွေထက်ကလန်တော်လေးကလည်းခြုံမြနေတာပြုအယူနောက်မှာခွင်းတစ်ခုပါတယ်ဗျဟ ဲ့ဒီမှာကျိုးတက်ရပါလေမိချောင်းကိုထိုးပြီးရင်အဲ့ဒီကျိုးကလည်းတနုတ်ကိုပြန်ဆွဲယူရတာဗျမွေတနက်ကိုဆရာကြီးကတေးချာချာစီရင်နေဗျမန္တန်နေရွတ်တယ်တက်ဆိုင်ရအဆောင်ဆောက်တွေကိုအပ်တယ်သူတို့တို့ရောအဲ့ဒီမျိုးကိုရောက်တော့ကန်တော်ကိုလိုက်ဖို့မယ်မြင်းလဲတောင်မှာခေါ်လို့မရလို့မြင်းလဲတော်တော်ရှာယူရတယ်ဗျနောက်တော့အတက်ကြီးကြီးမင်းလဲမတယောက်ကတူလိုက်ဖို့မယ်လို့ပြောတယ်ဗျဒါနဲ့တာတေတို့ကန်တော်ချောင်းကဘုန်းကြီးညာနာစီကိုရောက်ခဲ့ကြတယ်ဘုန်းကြီးညာရကတက်တော့90ကျော်ကျော်ပဲရှိသေးတာပါသူတို့ကိုတွေ့တော့ဘုန်းကြီးကလွတ်ဝမ်းတော်လာတော့ဗျို့ ။ဟာဒကာကြီးတို့ရောက်ပြီလား။လာကြလာကြ။ဘုန်းကြီးကဒကာကြီးတို့ကိုနေတိုင်းကိုမျောနေတာဗျ။ကျိုးတို့လည်းဘုန်းကြီးကိုဝှေ့ပြုတ်ပြီးပြောင်းလဲနေတဲ့ကျမ်းမြင်မှာထိုင်လိုက်ကြတယ်။ဆရာကြီးပြောတဲ့အတိုင်းပါပဲဗျ။ဘုန်းကျောင်းဝင်းကအတော်လေးကိုကျေတာဗျ။ထဲမှာလည်းတီးပြန်စားပွင့်နေတဲ့ကျောင်းဝင်းကြီးတို့ကလုံးစိမ့်ဆိုအေးမြနေတာပါဗျ။ဒီကျောင်းမှာကတန်ခါ9ပါးနဲ့9ရင်10ပါးရှိတဲ့ဒကာကြီးရဲ့ကျောင်းသားကလေး9ယောက်လည်းရှိတယ်။ တန်ဃာတချို့နဲ့ကိုရင်တွေကဟိုအနောက်ဘက်ကကျောင်းကြီးမှာသတင်းတုံးနေကြတယ်။ဖုန်ကြီးနဲ့တန်ဃာတုံးမှာပဲဒီကျောင်းမှာသတင်းတုံးတာ။ဒကာကြီးတို့ကတော့ဟဲ့ဒီကျောင်းအပေါ်ထက်မှာလွတ်လပ်လပ်တဲကူနေဆိုင်ကြ။စားဖို့တောက်ဖို့အားလုံးပြည့်စုံပါလေ။ဒကာကြီးတို့ဆောင်ရွက်မယ့်ကိစ္စကိုလည်းအေးအေးဆေးဆေးလုပ်ကြပြီးတော့အခုရက်မှာဘာထူးခြားသေးတုံးဖေ။ဒီလိုပဲဆရာကြီးကဖုန်ကြီးဥညာနာကိုရှောက်တယ်ဗျာ။ဟာထူးပါပြီလားဒကာကြီးက။ဒီကဝေမကမင်းမချောပုံစံပြောင်းပြီးမြို့ထဲမှာတွားလာနေတယ်ဆိုပဲဗျ။ပြီးတော့ကလေးမလေးတွေကိုတွေ့ရင်ရောနှောပြောဆိုပြီးဘာနဲ့တမီလဲနာမည်ဘယ်လိုခေါ်လဲ။ ဒီလိုမေးရဆိုပဲဗျဟာကျိုးပဇက်ကအတန်တောင်ထွက်တော့တယ်ဗျဘုန်းကြီးကတော့တာတင်ကိုလမ်းကြည့်တယ်ဗျမမဖေဟာဒီကွေမကကိစ္စတခုကိုဆောင်ရွက်ဖို့ဒီကန်တော်ရောက်နေတာပါဗျာအစင်ဖျားစီကကြားရတဲ့သတင်းအရဆိုရင်တော့ဒုကိစ္စဆောင်ရွက်ဖို့တိတ်မကြတော့ဘူးထင်တယ်ဗျာအော်ဒါထက်ဒီကန်တော်လို့ခေါ်တဲ့ကန်ကြီးကဘယ်တော့ကလေးကရှိတာလဲဗျာဟာဒကာကြီးနဲ့ဒီမျိုးကမျိုးဟောင်းကြီးလေအင်းဝါခက်လောက်ကလေးကတဲတဲ့မျိုးဗျာရှေးပင်နဲ့လက်ထက်တော်ကမျိုးသားကြီးတွေခက်အပ်ပြီးအုပ်ချုပ်တဲ့မျိုးဗျာ ဒီရေကန်ကြီးကမြို့မတယ်ကလေးကရှိတဲ့တဘာဝကန်ကြီးတကကြီးရဲ့တောင်ကျရဲ့အမြဲတမ်းဝင်နေတာစမ်းမောက်တွေနဲ့ဆက်နေတယ်လို့ပြောကြတယ်အခြေကတော့ဘဲတော့မှမခံဘူးဗျပြီးတော့မိုးဘလောက်ကြီးကြီးရေဆန်နေဆိုတာလည်းမရှိဘူးဗျအင်မတန်ထူတဲ့ကန်ကြီးဗျဒါကြောင့်လည်းရှေးပြင်နဲ့လက်ထက်တော်ကလေးကဒီကန်ကိုကန်တော်လို့ခေါ်ကြတာပေါ့အော်ဒါဆိုရင်ဒီကန်ရဲ့တက်တန်းကကြာပြီပဲဒါတဲ့ဒီမြို့မှာဒီကန်အောက်ကိုရေတွေပါတယ်ငုတ်ဖူးတဲ့သူရှိသလားဗျာ အာရကကြီးနဲ့ပမာလာပြီးရင်ကုန်ရဲပါမလဲဗျာဒီကန်နဲ့ဥစ္စာဆောင်တိုက်ရှိသလိုမိချောင်းကြီးရှိသလိုယုံကြည်နေကြတာဗျာရေစင်းကူးဝတ်တဲ့လူတော်မရှိဘူးတကကြီးရဲ့အရှင်ဖျားအမိတ်နဲ့မှမိချောင်းဆိုတာပါတော်သလားဗျာဟုတ်တယ်တကကြီးရဲ့ဒီလိုဒီလိုတခါကဒီမြို့မှာခက်ပိပိခက်ချွတ်ချွတ်လူတယောက်ရှိတယ်သူကမြင်ရတယ်မဗျာပြီးတော့ဒီလူကအောက်ပြည်ကပြောင်းလာတာဟုတ်သူပြောတော့ပင်လယ်ထဲမှာနေခဲ့တာရင်ကုန်တိတ်ကျွမ်းနေဆိုပဲဒါနဲ့တနေ့မှာတော့မြင်လဲသိမှအလောင်းစားလုပ်ကြတယ်ဗျဒီလူကရေအောက်မှာ9မိနစ်ငုံနေတယ်ဆိုပဲ အဲ့ဒါကိုကြမ်းတဲ့လူတွေကမယုံဘူးဗျဒါနဲ့လောင်းစားလို့ကြတာပေါ့ဟောဒီကျောင်းဆင်းမှာမြင်းလဲတွေတန်းစီပြီးရထားတာပြုလူတွေမှာလိုက်လာပြီးကြည့်ကြတာမနေဘူးအဲ့ဒီလူကအင်းကြီးချွတ်ပြီးခရောင်းလေးများအောင်ကြိုက်ရေးတဲ့ကိုဝုန်းကနေခုန်ချဘုံဘော်ကလူတွေကနိုင်မက်ပေါ့ဗျာဟာတူနိုင်ရောလားဗျာဆရာနုံဖကဝင်ပြီးမေးရဗျာဘုန်းကြီးဥညာနာကပြုံးပြုံးကြီးလှုပ်ပြီးပြောတယ်ဗျာဘယ်လာနိုင်မလို့တကကြီးဟာရေးတဲ့ဆင်းရုံရှိသေးတယ်ဗျာရေးအောင်မှာဝုန်း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 နဲ့ကြားနေရတာဗျာခဏနေတော့ဒီလူမောကြီးပန်းကြီးနဲ့ကုန်းမော်ရေကူးပြီးတက်လာတာ မော်ဘီဟော့ဟိုက်လိုက်နေတာပြုဘာတော့ဘာတွေ့လို့တုံးလို့ဝိုင်းမကြတော့မိချောင်းကြီးမိချောင်းကြီးလို့နှခွန်အော်ပြီးတတိလက်တော့လိုက်တာပြန်ကိုလဲမလာတော့ဘူးပြုဟာတေယောလားဗျာဒီပါယောလားတကရဲ့ဟင်ကုန်းပေါ်ကလူတွေအဲ့ဒီမိချောင်းကိုတွေ့လိုက်ရလားဗျာဘယ်သူမှမတွေ့ပါဘူးဗျာနေတဲ့ကကန်ထဲမှာမိချောင်းရှိရဆိုတဲ့တင်းကကြော်ထွက်တော့ပြီးရေဆက်ပေါ်တော့မစင်းဝင်ကြတော့ဘူးပြုဆရာကြီးပြောတာဟုတ်လိုက်တာလို့ကျုပ်စိတ်ထဲမှာတွေးနေမိတာပြုဘုန်းကြီးဥညာနာရဲ့ကျောင်းကြီးအပေါ်ဘက်ကနေကြီးလိုက်လို့ဆိုရင်ကန်တော်တစ်ခုလုံးကိုအပေါ်စီးကနေမြင်နေရတာပြု အဲဒီကကကျုံတဲ့ဆရာနှုန်ဖနဲ့တယောက်တည်းမအိတ်တော့ပဲကိုထိုင်ကြည့်ကြတာပြောဆရာကြီးကတော့ဘုရားကမှတညလုံးတရားထိုင်ပရိစိတ်ပဲလုပ်နေတာဗျလာကတော့ရေကန်ကြီးတစ်ခုလုံးကိုမြင်နေရတာဗျမြတ်တော်ကကြော်တော့ကျုပ်လဲဗျဆရာနှုန်ဖကခဏအိတ်မယ်ကျုပ်ကကြောင်းမီးတွေအကုန်ပိတ်ထားပြီးအမောင်ထဲမှာခုတ်တလုံးနဲ့ထိုင်ပြီးရေကန်ကြီးကိုစောင့်ကြည့်နေတာဗျဟာဘာတော့ဟာကျုပ်ကြည့်နေတော့ကံလယ်မှာရေပွက်ကြီးတစ်ခုထထားတယ်ပြုံးကျုပ်လည်းမျက်တော်မခတ်ပဲကြည့်နေတာဗျဟာဒီကဲအလေကခက်ပြူပြူကြီးဗျဘာလဲမသိဘူးဟင်လူကြီးဗျဒါလူပဲဟင် အဝေးမှထင်တယ်ခက်ပြူပြူကြီးကျုပ်ဆရာနှုံဖောက်ကိုကြာကြာနိုးလိုက်တယ်ဆရာနှုံဖောက်ထထထဟိုမှာဟိုမှာဟင်းဘာတော့ကွာတတရဖြူဖြူကြီးဗျကံလင်မှာရေထဲကပေါ်လာထင်တယ်ဓမ္မတော့တတရဆရာနှုံဖောက်အဲ့နေရာကနေလူလဲထတယ်ဗျကျုပ်ကြည့်တယ်ပြင်းမောင်းနာကိုလာတယ်ဟာဟုတ်တာပဲကွာဟင်းရေပေါ်မှာလမ်းလျှောက်နေရကွာနောက်ကံတော့ကိုဝေးမှပေါ်တတရတွားတွားတွားဘုရားကမှာဆရာကြီးကိုတွားပြောကျုပ်လည်းဘုရားကမ်းကိုတန်းတွားပြီးဆရာကြီးကိုပြောပြလိုက်တယ်ဆရာကြီးလည်းချက်ချင်းကိုထလိုက်လာတယ်ဗျို့ ဟဲဟုတ်တာပေါ့ကွာအဲ့ဒါကန်တော်ကဝင်မပေါ့ကွာကြည်စမ်းရေပေါ်မှာအေးအေးဆေးဆေးလမ်းလျှောက်နေတာဟေးအရှိန်အနောက်ကိုအဆုံးဆောင်နေတာကွာဒီနေ့ဘယ်နေ့ရက်တုန်းလို့ဖတ်ဒီနေ့73ရက်လေးဆရာတပတ်ကဆိုလပြည့်ပြီလေသစာမုံးလပြည့်ပေါ့ဆရာဩဒါကြောင့်လှူရှားနေတာကိုတပတ်ကသစာမုံးလပြည့်ဆိုတော့တူးစီရင်ကြီးကိုတပတ်ခါလုံးမှာတေးချပြီကွမင်းပြမှာကြိုးတော့လုတ်เสียရတယ်အပြေးလုတ်ထားရမယ်တပတ်ခါညတစ်ကောင်ချင်းလမ်းမွန်းတဲ့တာနဲ့အလုဆာကြရလိမ့်မယ် အဝေမှတော့အခုလောက်ဆိုရင်တင်းငွေနဲ့တမိအပြိုစင်ကိုရှာထားပြီးလောက်ပြီးနန်းဖရဲ့ကဲအိတ်ရှင်အိတ်ကြတော့အိတ်ကြတော့ဆရာကြီးလည်းအိတ်ရဝင်တော့ပြီကျုပ်နဲ့ဆရာနန်းဖလည်းအိတ်ကြယူပေါ့ဗျာနောက်တနေ့ခုနှစ်နာရီကျုပ်ကအိတ်ရကနိုးလာတယ်ကိုလေးတစ်ပါးကကျုပ်ကိုလာခေါ်တယ်ဘုန်းကြီးဦးညာတာကဲတကားလေးနာမီကမောင်တာတေဆုံမမဖေကတာတေပါဗျာအေးမောင်တာတေရဲ့ဆရာကြီးများကတော့ကိစ္စရှိလို့ဆိုပြီးမျိုးတွေကိုတွားတယ်တကားကြီးလာဒီမှာမနေ့စာဆိုးဆိုးစားလိုက်အောင်ကျုပ်ကဘုန်းကြီးပြတဲ့ဝိုင်းကိုဝင်ထိုင်လိုက်ပါတယ်ဗျာ ။တမင်းသားတွေရောဟင်းနေပါစုံမဗျာ။အချိုဘဲကလည်းမုံတုံးလေးမျိုးဗျာ။ကဲစားမောင်းတာတွေဆရာကြီးတို့ကတော့စောစောကပဲစားတော့ကြပြီကွ။ကျုပ်လည်းစားစားနဲ့တဝစားလိုက်မိရဲ့ဗျကျုပ်စားတော့ပြီးုံမရှိပါသေးတယ်ဆရာကြီးနဲ့ဆရာကြီးနှုတ်ဖပြန်ရောက်လာကြတယ်ဗျဟာမောင်နာတီတော်နိုးပြီကိုဘယ်နဲ့လဲကွာအေးဝရလားဟုတ်ကဲ့ဝါပါတယ်ဆရာကြီးကျုပ်တို့တော့ဖုန်းကြီးကိုရှစ်ခုပြီးကျောင်းကြီးဘော်ကိုတက်ခဲ့ကြတယ်အပေါ်တက်ရောက်တော့မှဆရာနှုတ်ဖလိုမျိုးလည်းတွားလာလားဒီလိုမျိုးကျုပ်ကဆရာနှုတ်ဖကိုမေးလိုက်တယ် ဇာလဘကကျုပ်ကိုကြည့်ပြီးအေးမြို့ရဲတားတယ်ဆိုပါတော့ကဒါပေမဲ့တွားတာကမြို့ဦးကိုတွားတာကောဒီမြို့ရဲ့တက်ဆိုင်ရာမျက်ကြီးတွေကိုအကျိုးချောင်းပြောပြရတာမနေ့ပြန်မှဒီကဝေမအောင်ရှင်းပြမဲ့အကြောင်းအကြောင်းကြားတာပေါ့ကွာအော်အဲ့ဒီလိုလုပ်ရတာလားတော်တဲ့တောင်တွေတော့မလို့ဘူးပေါ့ကွာဒီလိုမျိုးကြီးပြကြီးတွေကြတော့မျိုးဆောင်နဲ့ကိုအကြောင်းကြားတယ်ကွာကျုပ်ပြမနေ့ပြန်ညအောင်မြန်မြန်ရောက်ချင်နေပါပြီဗျာအေးဒီနေ့ပြီးမနေ့ပြန်ရောက်မှာပဲပေါ့ကွာတာတေးရအော်ဒါနဲ့မောင်တာတေးကအညာကဆိုတော့ရေဒီပါတွေကျွမ်းကျင်ရလား အားဆရာနှမတာဒီကအညာလားပဲပြင်လည်မှလည်းနေခဲ့ဘူးတာဗျရေကူးလည်းကျွမ်းနေရင်ငုတ်လည်းကျွမ်းနေဗျရေအောက်မှာပဇွန်ဖမ်းနေကြလေဆရာနှမရဲ့ဒါဆိုနေရာကြတာပေါ့ကွာမနေ့ကညမှာမောင်တာတေးရေးသေးဆင်းရမှာကွာဟိုဟာကြီးလေကွာဆရာကြီးလှုပ်လာတဲ့ငွေတနက်ကြီးနဲ့မင်းအလုပ်လုပ်ရလိမ့်မယ်ဟင်ဟုတ်လားဆရာနှမအိုးတွေ့ကြသေးတာပေါ့ဗျာဒါတွေကဒီလိုပွဲမျိုးကိုတိတ်တွေ့ကြနေရဗျာ ကျွန်တော်ဆရာနှုံပြပြောနေတာကိုဆရာကြီးကကြားသွားပြီးမောင်တာတရဲ့တက်တီကိုတော့ဆရာကြီးယုံပြီးသားပါကွယ်ဒါပေမဲ့ဒီတစ်ခါတော့တော်တော်ကိုသတိထားရမယ်ကွယ်မောင်တာတရဲ့ဟုတ်ကဲ့ပါဆရာကြီးကဲနှုံပြမောင်တာတွေကိုအခုနှက်ကြီးလေးပါအင်းတိုက်တာညရောင်ကဝေတိုက်ပြက်အင်းတော်ကြီးတိုက်လိုက်မောင်တာတွေလည်းဒီနေ့တနေ့လုံးပရိစိတ်နေကွယ်ကြားလာဟုတ်ကဲ့ပါဆရာကြီးဆရာကြီးရဲ့မျက်နှာရင်မျက်နှာကဲကိုကြည့်ရတာတော်တော်ကိုဂယုတစက်လောက်ရမယ်ပုံပဲဒါတွေလည်းတေးချာလောက်ရမယ်ထင်တယ်ပြုတ်ဒါတွေနှက်ကြီးလေးပါအင်းတောက်ပြီးတနေ့ကုန်ပရိစိတ်နေတယ်ဗျဆရာကြီးနဲ့ဆရာကြီးနှုံပြလည်း သမင်းစားချိန်ကလွဲရင်ဖျားကန်းကမထွက်ပဲပြီးစိတ်နေကြလဲ။ညရောက်တော့တာတေးကိုအင်းနှချတိုက်တယ်။လူကြီးတိတ်ချိန်ရောက်တော့တာတေးကြောင်းကြီးဘော်ကနေကန်ထဲကိုကြည့်လိုက်တယ်။ဒီညလပိုတာတယ်ဗျ။ကန်ကြီးတစ်ခုလုံးလင်းနေတော့တာဗျ။အဲ့တကောင်ကြော်တော့မနေ့ကလိုပဲပြော။ကန်လယ်မှာလမ်းကြီးရက်တွေထလာပြီးဖြူဖြူကြီးပေါ်လာတယ်။ပြီးတော့ရေပေါ်မှာလမ်းလျှောက်ပြီးသွားလေနေရဲ့။တာတေးလည်းတကားအွယ်ကနေတေးချာချာကြည့်တယ်။ဆရာနှဖကတော့ပြီးစိတ်နေတော့ခေါ်မပြတော့ပါဘူး။ဟာတာတေးကြည့်နေတော့အဲ့ဒီဖြူဖြူကြီးကအလင်းရောင်တွေထွက်လာတယ်ဗျော။ ဲ့ဒီအလင်းနှန်းတွေကကန်ကြီးတစ်ခုလုံးကိုဖြန့်ထွက်ပြီးမိုးလိုက်တယ်လို့ပဲဗျ။ဒါကဝေဆက်ပဲလို့ထင်တယ်လို့တာတီတွေးမိရဗျ။ဘာဖြစ်ဖြစ်မနေ့ကျရင်တော့ဆရာကြီးကိုအဲ့ဒီအကြောင်းပြန်ပြောပြရတော့မှာပဲ။ကဝေမှမလုပ်တယ်ဆိုတာဆရာကြီးတိမှရမှာမလား။ဒါဒီမေးဖဲစောင့်ကြည့်နေတာပြို့။ဟော၃နာရီလောက်ဒီကဝေမကတူးဆက်တယ်ကိုကံမမဖြန့်နေတာဗျ။နောက်မှပျောက်သွားတာ။မနေ့ရောက်တော့ညကတာတီတွေးကြတာတွေကိုဆရာကြီးနဲ့ဆရာနှုတ်ကိုပြောပြတော့ဆရာကြီးကခေါင်းငင်းငင်းလှုပ်ပြီးစဉ်းစားတယ်ဗျ။အင်း ဒါဆိုရင်တော့ဒီညတေးကြပြီဟဲ့နွန်ဖရဲ့အစင်းနဲ့တာပြင်ကြပြီတော့ဟုတ်ကဲ့ဆရာအစင်းနဲ့ဖြစ်ပါပြီမောင်နာတေးကတော့မင်းရဲ့တက်တီကိုစွမ်းကုန်အောင်ပြရမယ်ညပဲကွမင်းနဲ့ဆရာနှုတ်ကတန်တဲ့ကိုဆင်းကြရလိမ့်မယ်။မြင့်တရားပြေးတဲ့ညမှာအတက်ဝင်လာမယ်ကြောက်မိကြောင်ကြီးကိုမင်းတို့ဆရာတပည့်ကဆင်ပြီးကိစ္စတုံးကြပြီတော့ကျုပ်ကတော့ကန်တော်ကိုဝေမခေါ်လာမယ်။ကလေးမလေးကိုလမ်းကနေဖြတ်ပြီးတားမယ်။ပြီးရင်ကန်တော်ကိုဝေမနဲ့ပညာချင်းပြန်ကြရမှာပေါ့ကွယ်။တတိယထာနှုတ်ကရေကြောက်မိကြောင်ကဝိညာဉ်စားမယ့်အချိန်မှာမစားရရင်ဒေါရဘုံထတော့မှာကွယ်။ ။ဖနေကတစ်ချက်မှသတိမလစ်စေနဲ့ဟဲ့စိတ်ချပါဆရာကြီးလို့ကျုပ်ကပြောလိုက်တယ်ဗျာ။စောင့်နေလို့ကြာလာလားတော့မတည်ဘူးပြော။အဲ့ဒီနေ့ကတော်တော်နဲ့ကိုမုန်းချုပ်ဘူးလို့ကျုပ်ကထင်နေတာ။ဒါပေမဲ့တဘောဝတရားကတော့ပုံမှန်ပါပဲဗျာ။ခါတိုင်းလိုနေဝင်တော့ပြီးရနောက်မှာခါတိုင်းလိုပဲမုန်းချုပ်သွားတာပါပဲ။ကျုပ်တို့ဆရာတပည့်တုံးယောက်ညသာတော့မစားကြဘူးပြော။ဘိုက်ထဲမှာအစာတွေရှိနေရင်လှူစားရမှာခက်မှာစိုးလို့ပြောဗျာ။ကျွတ်တော့ကံရိပ်ကိုနင်းပြီးတော့ညစင်နာရီလောက်ရှိပြီဗျ။ဆရာတပည့်တွေအင်းဝါခေတ်ကလေးကရှိနေခဲ့တဲ့။တဘာဝရေကန်ကြီးကိုငေးကြည့်နေကြတာပြော တန်တစ်ဖက်ကဖြတ်ပြီးတိုက်လာတဲ့လေကြီးကလေးကကျုပ်တို့ကိုစိတ်ငနဲ့ဖြစ်သွားစေတယ်ဗျ။ဒါကကျုပ်ထင်တာနော်။ဆရာကြီးတွေကတော့အတွေ့အကြုံများနေပြီဆိုတော့ချက်ချင်းကိုပြောတာဗျ။ရီထားတော့ဟဲ့ဒီလေအေးကတာမန်မဟုတ်ဘူးကွာ။အေးတက်များလွန်းနေတယ်။ဟုတ်ပါဗျာ။ဆရာကြီးတကားစိုးရုံပဲရှိသေးတယ်။ကံရီပြမှာဂရက်တွေထလာရောပြော။ပထမတော့ဂရက်ကခက်တေးတေးပဲဗျ။ကြည်ရင်ကြည်ရင်နဲ့ဂရက်တွေကကြီးကြီးလာလာ။ဖြန်းဟာဘာကြီးတုံးဟာမဲမဲကြီးပါလား။ကံလယ်မှာရေကြီးကြီးထပြီးပေါ်လာတာဗျ။ရေကန်ကိုဖြန်းကနေရိုက်ချလိုက်တာ။ နှုတ်ကကြောင်းမကြောင်းတော့တက်ဝင်နေပြီကဝိညာဉ်ကိုစုပ်ယူဖို့တောင်းတနေပြီဒါဟာနေ့တရပြည့်တဲ့အချိန်ပဲက၎င်းမကြော်မချင်းမင်းတို့မစင်းနဲ့၎င်းကြော်လို့မှတူတောင်းတဲ့ဝိညာဉ်မစုပ်ယူရရင်ဒီကောင်အားရင်ချိနေလာလိမ့်မယ်အဲ့ဒီအချိန်ကမင်းတို့အတွက်အချိန်ကောင်းပဲကဟုတ်ကဲ့ပါဆရာဆရာနှုတ်ဘကဆရာကြီးကိုယိုတည်ပြောတယ်ဗျပြီးတော့တူလဲထားတဲ့ဆေးလွယ်ဟိတ်ကိုဖြုတ်ယူပြီးဆရာကြီးကိုအပ်လိုက်တယ်ပြီးတော့ကျုပ်ဘက်ကိုလဲပြီးရော့တာတယ်မင်းကရမယ်ငွေတနက်အပေါ်ကပတ်ထားတဲ့စက်ကူကိုခေါ်လိုက်တော့ကျုပ်လဲဆရာနှုတ်ဖပေးတဲ့ငွေတနက်ကို ရိုးတေတေလမ်းယူလိုက်တယ်ပြီးတော့အပေါ်ကနေလူမမြင်အောင်ပတ်ထားတဲ့စက်ကူတွေကိုခေါ်လိုက်တယ်လာရောက်အောင်မှဝင်းလက်နေတဲ့ငွေတနက်ကြီးပေါ်လာပါတယ်ဆရာကြီးကိုယ်တိုင်တင်းချာချာစီရင်ထားတဲ့ငွေတနက်ပြကျုပ်ကတနက်ကိုလက်ထဲမှာဆက်ကြည့်လိုက်တယ်အပေါ်ကအင်ဂျီတွေကိုဆရာနှဖပါချွတ်ပြလိုက်ကြတယ်ပစိုးတွေကိုခရောင်းမြောင်ကြိုက်လိုက်ကြတယ်ဗျကျုပ်ကတနက်ကျိုးကိုကျုပ်ခါမှချီလိုက်တယ်လက်ထက်ကတနက်လွတ်ကျတော့ရင်ပြန်ဆွဲယူလို့ရအောင်ပေါ့ဗျဟောရေတွေကဖြူဖြူကြီးတက်လာပြီဆရာကြီးအေးဟုတ်တယ်နှဖအဲ့ဒါကံတော်ကဝေမှပဲကွာ စိတ်ချဒီကောင်မကြီးကိုကြုတ်တာဝင်လာတာ။အော်ကဝေမကရေပေါ်မှာပြင်းနေပြီပြို့။အတာငင်းနေမောင်တာတေးဒီကဝေမရဲ့နောက်ကိုကြုတ်လိုက်သွားလိမ့်မယ်။ရိုးစုစုဆရာကြီးကကန်တော်ကဝေမထက်သွားတဲ့ဘက်ကိုဆေးလေကြီးတလုံးလွယ်ပြီးလိုက်သွားလိမ့်ရဲ့။ကျုံနဲ့ဆရာနန်ဖပဲကြာနေတာပြို့မကြခင်မှာလမွန်တဲ့ပြီဗျ။ဝုံးနဲ့ဆိုတဲ့အတန်နဲ့တူ ရေတဲကလိုင်းလုံးကြီးတွေထထားတာပြို့။ဟာမိချောင်းကြီးပါလား။နဲကောင်ကြီးမှမဟုတ်တာ။ခေါင်းတို့ကြီးဗျ။ကောင်းကတင်းတောင်းလောက်ရှိမလားပဲဗျ။ ဆရာနမကတော့ပါဇက်ကမန္တန်နေရွတ်နေပြီပြို့တကောင်ကျော်အောင်စောင့်နေတဲ့ပုံပဲဗျ။တာနေဝုံဖြန်းဆိုတဲ့အတန်နဲ့သူခေါင်းကြီးထိုးထွက်လာပြီးအမိမဲမဲကြီးနဲ့ရေကိုတဖြန်းဖြန်းရိုက်ပြီးပြန်ငုပ်သွားတာပြို့ဆရာနမကလောက်ကိုတစ်ချက်မော့ကြည့်တယ်ဗျ။ဝုံမလဲဆိုတဲ့အတန်နဲ့သူထပ်ပေါ်လာပြန်ပြီဗျ။ဟုတ်တယ်ပြို့တကောင်ကျော်သွားလို့ထင်တယ်။လုံရှားတော့စောစောကတော့မကျန်းတော့ဘူးဗျ။ဒါတင်ကတော့လက်ထဲကငွေတန်းနဲ့ကြီးကိုလာကြစ်ကြစ်ပအောင်ဆုတ်ထားမိရဲ့ပြို့ဒါတဲ့အချင်းကြပြီးငါရင်တော့မယ်ငါနဲ့ဒီကောင်ကိုတေးချာချာခွဲတော့ငါကအဖြစ်ဘူကောင်ကအမေမမားစင်နဲ့ကြားလာ ဆရာနှုတ်ကဘာကိုပြောပါလဲလို့ကြုံစမ်းနေတော့မှာဝုန်းဆိုတဲ့အတန်းနဲ့လူဆရာနှုတ်ကရေထဲကိုခုံချထားတယ်ဗျဟာရေထဲကလိုင်းလုံးကြီးထပြီးခေါင်းကြီးပေါ်လာပြီးရေကိုအမကြီးနဲ့ရိုက်လိုက်တယ်ဗျဟင်ဒါကမိချောင်းဖြူကြီးပါလားအော်ဒီလိုကိုဒီတော့မှတာတီဆိုတဲ့ကောင်ကသဘောပေါက်သွားတာမျိုးဆရာနှုတ်ကရုပ်ပြောင်းကျုပ်လဲမောပညာနဲ့မိချောင်းဖြူကြီးအတွင်ယူပြီးတိုက်ခိုက်ပါဦးကဲကျုပ်လဲပေါ့ဗျာကျုပ်ကငွေတနှုတ်ကိုလက်ထဲမှာတင်းတင်းဆုပ်ပြီးရေထဲကိုခုံချလိုက်ပြီးပြုတ်တာတီလည်းဟေး ရေထဲကိုရောက်ရောက်ချင်းတော့တာတီဘာမှမမြင်ရဘူးပြုံးခဏပဲခဏကလေးပဲလာရောက်ကြောင်လာတာတီတောက်ထားတဲ့အင်းတွေအစမ်းကြောင်လာတော့မတည်ဘူးဗျရေအောက်ကိုတာတီမြင်နေရတယ်ဗျဟာမိုင်းလုံးကြီးတွေတာတီကိုပြေးဆောင်ပြီပြုံးကျုပ်ပြနောက်ကိုတလန်လောက်လွင့်ထက်သွားတာဗျဟာမိချောင်းကြီးနှကောင်လုံးထွေးနေတာပြုံးအမဲကြီးပြုံးနှကောင်ကဖြူဖြူကြီးဗျအမဲကြီးကကြောက်မိချောင်းကြီးပေါ့ဗျအဖြူကြီးကတော့ကျုပ်စီကနွန်ဖပေါ့ဟာတိုက်ပွဲကတော့တော်တော်ကိုပြင်းထန်နေပြီပြုံးကျုပ်လည်းငွေတနှုတ်ကိုအတေးချာချာဆိုင်အနာတူးတော့လိုက်တယ်ဗျဝုန်းဆိုတဲ့အတန်းနဲ့သူမိချောင်းကြီးနှကောင်လူးလိုက်တဲ့ အတန်ထွက်ပေါ်လာပြီဗျအဲ့တော့မှအမဲကောင်ကြီးရဲ့အမီးနဲ့ကျုပ်ကိုရိုက်မိတာမျိုးအဲ့ချိန်မှာအာကလည်းကျုပ်ရေထဲမှာလန့်ပြီး online မိရဲ့ဗျဒါပေမဲ့ရိုက်မိတဲ့အချိန်နဲ့ကျုပ်ကရေပေါ်ကိုတလန်လောက်မြောက်တက်သွားတာလေဒီတော့ကျုပ်အော်လိုက်တဲ့အတန်ကြီးကလေထဲမှာလင်းထွက်သွားတာပေါ့ဗျာကျုပ်ရေထဲကိုပြန်ကြမှာရေထဲကိုချက်ချင်းငုပ်ပြီးမိချောင်းကြီးကိုလိုက်ချလာတာပေါ့ဗျာအာတွေးပြီဗျကအောက်ခြေကနွန်ထဲမှာနှာခေါင်းသားလုံးထွေးနေရဗျို့ ်အမဲကောင်ကြီးကအပေါ်ရောက်လာလိုက်အဖြူကြီးကအပေါ်ရောက်လာလိုက်နဲ့ကျုပ်ကအတက်ကိုတဝါရေးရှူလာတာမျိုးဟောအမဲကြီးကအပေါ်ကနေအဖြူကောင်ကြီးကိုဖိကိုက်နေတာဗျလွေးကြလေးကပေါ်ဗျာငါဆရာလုံးဘောက်ကိုကိုက်တဲ့ကောင်ကျုပ်ဆရာလုံးဘောက်ခံနေရတာတွေ့တော့ကျုပ်တွေးလေးချက်ချင်းစုပွက်သွားပြီးငွေတနစ်ကိုလက်နဲ့စုံခံပြီးမိချောင်းမဲကြီးရဲ့လက်ပြင်ကလည်းအားကိုစိုက်ထည့်လိုက်တာမျိုးကဲကွာတည်ပြီးတော့အသားလေးကိုစိုက်ဝင်တော့တဲ့တနစ်ပင်ကြီးကိုကျုပ်အားနဲ့ထပ်ပြီးတွင်းလိုက်တာမျိုး ဝုံးဆိုတဲ့တန်တဲ့တူမိချောင်းချက်ချင်းကိုထွန်းထွန်းလှူသွားတာပြောမိချောင်းဖြူကြီးကချက်ချင်းယုံထက်ပြီးအမင်းကောင်ကြီးကိုကိုက်တော့တာပဲဗျအမင်းကောင်ကြီးကကန်ထဲမှာလက်ဘက်ပြေးတာပေါ့ဗျာကျုပ်လည်းထပ်ပြီးတက်မအောင်လို့တော့လည်းရေဘော်ကိုပေါ်ခဲ့ရတာပေါ့ဗျာအဲ့မှာတနေ့ကျိုးကကျုပ်ခါမှာခြိထားတာဆိုတော့ကျုပ်ကရေပေါ်ပြီးအတက်ရှူလိုက်အဲ့ကမိချောင်းကြီးကဆွဲတော့ရေထဲပြန်ကုန်လိုက်ဖြစ်နေရောပြို့မိချောင်းမဲကြီးကကန်ကိုပတ်ပြီးကူးပြေးနေတယ်ရပြို့ခဏကြာတော့မှငြိမ်သွားတယ်မိချောင်းဖြူကြီးကလည်းတောက်ချက်ကိုလိုက်ကိုက်နေတာပြို့အော်ငြိမ်သွားပြီငြိမ်သွားပြီဟာမိချောင်းကြီးကကြောက်ကြီးဖြစ်သွားပြီပြို့ ကျိုးရငွေတနေကြီးကလည်းကျွတ်ထွက်သွားပြီဗျ။ကျိုးကကျိုးကနေကင်ပြီးငွေတနေကိုပြန်ဆဲယူထားလိုက်တယ်။ကျိုးလက်ထဲကိုတနေပြန်ရောက်လာပြီ။ဟာ၊ကွဲသွားပြီဗျ။အကြောင်းမီကြောင်းကြီးကအကြောင်းကြီးတွေပေါ်လာပြီးကွဲထွက်သွားပြီဗျ။မိကြောင်းမီချက်ချင်းရေပေါ်ကိုထိုးထွက်သွားပြီဗျ။ကျိုးလည်းရေပေါ်ကိုပေါ်ပြီးကန်သက်ကိုပူးသွားတာပေါ့ဗျာ။ကန်သက်ကိုတက်လိုက်တော့တိမ့်မတဲ့ပင်မှာမိပြီးထိုင်နေတဲ့ဆရာလုံးကောက်ကိုတွေ့လိုက်ရတယ်။တော်ပါလိမ့်ရဲ့ဗျာ။တော်ဒီမင်းရဲ့တက်တီးကတော့ပြန်ရှင်စားပါပဲကွာ။ဒီလိုမျိုးဆရာလုံးကစီးပြီးပြောတယ်ဗျ။ကဲတာတယ်မင်းကားမှကြီးထားတဲ့တနက်ကျိုးကိုဖြုတ်လိုက်ကွာ။ ဆိုင်နောက်ကိုလိုက်ကြအောင်ဆိုရက်ကျုပ်လက်ခါတနကကျိုးကိုဖြုတ်လိုက်တယ်တနကတော့လက်ကကန်လာတယ်ဗျလိုရမယ်ရပေါ့ဗျာဇယ်ပြင်းနေရသလုံးကတော့ရေအွှဲထားပေါ့ဗျာဟောတွေ့ပြီဗျကန်ရဲ့အရှိဘက်မှာကိုဝေမကြီးနဲ့ဆိုင်နဲ့အပြင်းထန်ကိုတိုက်နေကြတာဗျဟဲ့ကောင်ဆရာစုပ်နင်းလူတွေငါရဲ့မိကြောင်ကိုကိစ္စတုံးလိုက်ကြရင်မလားအေးနင်းကောင်ကကိစ္စတုံးမိတာမတ်တော်ဆရာစုပ်ငါကနင်းတဲ့နင်းကိုယ်လည်းဝင်လာအောင်တမင်ဆောင်နေတာကိုဝေမရဲ့ဒါမှနင်းကောင်ငါကိစ္စတုံးလို့ရမှာယော့ဟောရီယာကိုဝေစက်ကငါ့ကိုပဲဆက်ဟေးယော့ ။ကဝင်မကြီးရဲ့မျက်လုံးကရောပါသက်ကပါတဝင်းဝင်းနဲ့စက်တွေထုတ်လွှတ်လိုက်တာပြုံး။ဆရာကြီးကလောပန်းကိုဖြန့်ကာလိုက်ပြီးပြန်တွန်းပေးလိုက်တော့ကဝင်မကြီးရဲ့စက်တွေကဆေးကိုဆက်မတွန်းနိုင်ပဲကဝင်မကြီးကပင်ထန်ရဲ့လဲကြတော့ရောပြုံး။ကဝင်မကြီးကလဲနေရကနေပြန်ထမယ်အလုံးမှာဆရာကြီးအရှိကိုပြေးဝင်သွားပြီးသူ့လက်ထဲကဆေးတောင်းနဲ့တအားပေါက်ချလိုက်တယ်ပြုံး။ဝုန်းဆိုတဲ့အတန်နဲ့တူမီးတော့ကြီးပါထတော့တာပြုံး။ကဝေမကြီးလည်းမိကြောက်ထက်မှလိမ့်နေရောဗျာအဲ့ဒါမီးမော်လို့ခေါ်တဲ့ကဝေမကြီးနင်းကရေတွေကလာတဲ့ပညာတွေဆိုတော့နင်းကိုမီးမော်နဲ့တိုက်လိုက်တာလေ မင်းများမင်းနိုင်ရင်များရင်နိုင်နဲ့ကဲနင်းရအောင်ငိမ့်ပြီတော့လူမကြီးကလက်ကြီးတွေကွေးောက်ပြီးပဇက်ကြီးရဟပြီးရေတွေမုန်းထုတ်လိုက်တယ်ဗျဒါပေမဲ့တူပဇက်ကထွက်လာတဲ့ရေကမီးတော့ကြီးကိုလုံးဝမငိမ့်နိုင်တော့ဘူးပြုမီးတော့ကြီးကကြီးစတဲ့ကြီးလာပြီအားဆိုတဲ့ကဝေမကြီးရဲ့အတန်နဲ့ကြီးနဲ့အတူအနီးနားကကြီးကန်းနေတာလန့်ပြန်ကုန်ကြတာပြုကြီးပြိုတဲ့အတန်တွေကပတ်ဝန်းကျင်တစ်ခုလုံးစူညံတော်တော့တယ်ဗျဟင်ဟိုမှာမင်းကလေးတယောက်လဲနေပါလားဆရာတို့ဖေးဟုတ်တော့ပဲကအတာကြည့်နေတာနဲ့နောက်ဆုံးတော့မီးတော့ကြီးကကန်တော်ကဝေမကို ပြန်ဖြစ်အောင်လောင်းမြိုက်သွားတာပေါ့ဗျာဟင်ဟိုကလေးမလေးထလာပြီဗျကျုပ်ကြည့်နေတော့မှပဲလမ်းဘေးမှာလဲနေတဲ့ကလေးမလေးတတိယတော့ပြီးငုတ်တုတ်ကလေးထထိုင်နေဗျပြီးတော့ဟိုကြည့်ဒီကြည့်လုံးနေတယ်နှမနဲ့မောင်နှမတွေလာကြွက်ဒီကလေးမကိုចောင်းကုန်ခေါ်ခွက်ဘုန်းကြီးဥညာနာစီအလိုက်ကြကျုပ်တို့ကြောင်းမယ်ရတော့ဘုန်းကြီးဥညာနာနဲ့ဥပစင်းတွေကကျုပ်တို့ကိုစည်းကြုံနေကြတာဗျသူတို့တွေကန်ထဲကတိုက်ပွဲကိုလာရအောင်မှမြင်နေရတာဆိုပဲဆရာကြီးရဲ့တိုက်ပွဲကိုတော့မမြင်ရပါပဲပြောဆိုချင်းဝါတန်တွေကိုအတိုင်းအတာကြားနေကြရတယ်ဗျ နောက်တစ်နေ့ရောက်တော့ကိုဝင်မကြီးဆက်လွတ်ပြီးခေါ်လိုက်တဲ့ကလေးမလေးသူ့အိမ်ပြန်ပို့ပေးကြတယ်။ဒါနဲ့ကိုဝင်မကြီးမရှိတော့တဲ့အကြောင်းကိုတော့ဘုန်းကြီးဦးညာနာကပြောပြလေရဲ့ကျုပ်တို့ဆရာတွေပြည်ကတော့ရန်ကုန်ကိုပြန်ခဲ့ကြတာပေါ့ဗျာ။ညမာရင်စိုက်တူတာတေးရဲ့ကန်တော်ကိုဝင်မဆိုရဇာရန်လေးကတပိုင်းပြီးတော့ခဲ့ပြီဖြစ်ပါလေ။အစုံနဲ့နားဆင်ပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ပိတ်တက်တွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်မြန်မာလေဒီတဲ့ကောင်းမွန်တဲ့ဇာရန်လေးရင်းနဲ့ပြန်လာခဲ့ဦးမှာမို့အစ်စ်တင်တိုင်းမတိရအောင်မဖြစ်ရအောင် channel လေးကို like and subscribe လုပ်ထားပြီး ဘေးနားကနိုဒီဘဲလေးကိုလည်းဖွင့်ထားကြပါလို့ပြောချင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ